အားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ healthy knowledge program ကနေပြီးတော့မှကျဆွလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျမတို့ခုဆိုရှယ်ညရာဒီလေးရောက်လာကြပြီပေါ့နော်ဒီညရာဒီမှာတော်တော်များများလေးပွဲတော်တွေရာဆိုရှယ်ကျင်းပလေးရှိပါတယ်เนาะအဲ့တော့ကျမတို့ဒီအညာမာတွေရောဒီကျမတို့အောက်မြင်မာပြီမာတွေရောပေါ့နော်အဲ့လိုတွေပွဲတော်တွေကျင်းပတာနဲ့ဒူးရာဒီဒူးရလေးကျမတို့ပူပြင်းပါတယ်ကျမတို့မြန်မာနိုင်ငံဆိုရှယ်ပူပြင်းတဲ့ရာဒီဒူးထဲမှာပါတယ်ပေါ့နော်အဲ့တော့တော်တော်များများလေးဒီ heat stroke တွေပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါအခုချိန်လွန်ခဲ့တဲ့ဒူးတွေဆိုလို့ရှိရင်ခဏခဏ ုက်ကျွန်တော်တို့ဆေးရုံလေးဆိုရှင်ရောက်ပါတယ်အဲ့တော့ဗောနော်ဟို heat ကတော့ကျွန်တော်တို့ပြောမယ်ဆိုရင် heat stroke တို့ heat exhaustion เนาะဒါလေးတွေရှိပါတယ်အဲ့တော့အရင်ဆုံးကတော့ကျွန်တော်တို့ heat stroke ဗောနော်အဲ့တော့ဥပမာဆိုသိပ်ပြီးတော့မှအခုချိန်လိုခဲ့တယ်ဆိုတာလေးပါလေးဆိုတာလေးကျွန်တော်ပြောပြချင်ပါတယ် key stroke ဆိုတဲ့ဥစ္စာကတော့ပြောမယ်ဆိုရင်တော့ကျမတို့ခန္ဓာကိုယ်ကပေါ့နော်မောင်ဆိုရှင်ကျမတို့ရဲ့ဒီ environment ကြီးတစ်ခုလောက်ဆိုအရန်ပူတယ်ပူတဲ့အခါမှာဆိုရင်ကျမတို့ရဲ့ခန္ဓာကိုယ်ကနေပြီးတော့မှဒီပူတဲ့ရာသီကိုလိုက်ပြီးတော့မှကျမတို့ရဲ့ခန္ဓာကိုယ်က body temperature တွေကပြောင်းလဲပြီးရပေါ့နော်အဲ့လိုပြောင်းလဲပြီးတဲ့အချိန်မှာသူကပြောင်းလဲတဲ့ system ညက်ပြတ်သွားတဲ့အတွက်ကြောင့်မလို့လူတွေအလုံးမှဆိုလို့ရှင်တော့ဒါ heat stroke ဆိုတဲ့ဒါအပူချိန်လွန်ကဲခြင်းကိုကျမတို့တွေကခံရတာပေါ့နော်အဲ့တော့ဒီခံရတဲ့အချိန်မှာလေဒီကတော့ဒီလူရာသီမှာပေါ့နော်လူရာသီမှာခံကြရပါတယ်အဲ့တော့ ော့ဘယ်လောက်ထိတောင်တက်သွားသလဲဆိုရှင်ဥပမာကျမတို့တွေရဲ့ဒီရာသီဥတုရဲ့အပူချိန်ကဆိုရှင်106เนาะ106ဒီဂရီဖာရန်ဟိုက်တက်ကိုကျော်လွန်နေဆိုလို့ရှင်အဲ့ဒါကိုပေါ့ကျမတို့အနည်းဆုံး55မိနစ်ကနေပြီးတော့မှ60အတွင်းပေါ့เนาะ60မိနစ်အတွင်းမှာဒါလုံးဝရာသီဥတုကိုထဲမှာဒီတိုင်းကြီးပဲနေမယ်ဆိုတဲ့သူတွေတချို့ကကြတော့လည်း2နာရီ3နာရီလောက်ထိပေါ့เนาะဒီလောက်ကြည့်တော့ဘော်ဒီကခံနိုင်သေးရဲ့ဒီထက်ကျော်သွားပြီဆိုတော့ဒီလိုမျိုးအတွက်ကိုပို့ပြီးတော့မှခံနိုင်ရတဲ့သူတွေမှာဆိုရှင်များသောအားဖြင့်ကတော့ဒီ heat stroke ကိုခံရပါတယ် ဲ့တော့ဒီလိုမျိုး106ဒီဂရီတက်ကိုကျော်သွားနေဒီမှာဆိုရှင်လည်းခန္ဓာကိုယ်ကလည်းကျမတို့ body temperature လိုက်ပြီးတော့မှပြောင်းလဲပေးရတာပေါ့နော်အဲ့လိုမျိုးလည်းပဲပြောင်းလဲပေးနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့ဒါ temperature ရဲ့ system ကဆိုရှင်ပြတ်သွားအဲ့လိုမျိုးပြတ်သွားပြီဆိုလို့ရှိရင်တော့ဒါကျမတို့ရဲ့အထူးသဖြင့်ပေါ့နော်ဒီ organ တွေပေါ့အထူးသဖြင့်တော့ brain မှာသွားပြီးတော့မှတော့ affected ဖြစ်ပါတယ်ပြီးရခါကျလို့ရှိရင်ခန္ဓာကိုယ်ကတိုင်းရေရီယာဆိုလို့ရှိရင်လည်းလုံးဝခန့်ခြောက်သွားတာမျိုးပေါ့နော်အဲ့လိုတွေရှိတတ်တာမျိုးတွေဖြစ်ပါတယ်အဲ့တော့ဒီဖြစ်တဲ့ချိန်ကဆိုရှင်မိနစ်30အနေနဲ့ပြီးတော့မှ ှာ၂နာရီအတွင်းเนาะဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ကျမတို့တွေကဒီလိုချိန်တွဲမှာတော့အမြန်ဆုံးနှုံးနေပေါ့เนาะကုသမှုတော့ခံယူရမယ်လို့တော့ကျမတို့ကဆိုလိုပါတယ်ဒီ heat stroke ကိုရပြီဆိုလို့ရှင်တော့အဓိကလက္ခဏာတွေပေါ့เนาะကျမတို့က sinus symptom လို့ခေါ်ပါတယ်အဓိကလက္ခဏာတွေကဘာလဲဆိုလို့ရှင်တော့နံပါတ်1ကတော့ကျမတို့ခေါင်းကိုက်တာပေါ့เนาะခန္ဓာကိုယ်ချိလိုက်မယ်ဆိုလဲပူချက်နေတာပေါ့ဟိုပါ over sweating ပေါ့ချွေးတွေရန်ကြီးထွက်လာမယ်ချွေးတွေလည်းထွက်လာပြီးချွေးတွေချစ်ချင်းမဲ့ခန္ဓာကိုယ်ရဆိုရှင်အီခဲသွားတာပေါ့ကျမတို့ကတော့ကိုယ်ဝင် glammy skin လို့ပြောပါတယ်เนาะချိလိုက်မယ် 首先，催生你呢？ ကုန်လုံးကတ်သွားတယ်ပြီးတဲ့ခါကျလို့ရှိရင်အကုန်လုံးရေရဆိုရှင်ခြောက်သွားတယ် thirsty တွေအရန်ဖြစ်လာတယ်ပြီးတဲ့ခါကျတော့ခေါင်းကိုက်တယ်ပြီးတဲ့ခါကျ loss of consciousness ပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်မိသွားတာမျိုးပေါ့နော်နောက်ဆုံးပေါ့နော်အသက်ပါသွားတဲ့အထိလဲကျမတို့တွေကဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့လိုအချိန်တွဲမှာဆိုလို့ရှိရင်ဒီလို heat stroke ကိုရခဲ့ပြီဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကဲဟုတ်ပြီတဲ့လိုမျိုးကိုလေဘလို့လူတွေရတယ်လဲဆိုဥပမာကျမတို့ဆောက်လို့ရေလောက်သားတွေပေါ့အမမေဘူးထဲမှာဆိုရှင်အလုံးလုံးနေတဲ့ဆောက်လို့ရေလောက်သားတွေဖြစ်နိုင်တယ်တောင်တူကြီးတွေလည်းဖြစ်နိုင်တယ်ပွဲတော်အတွင်းမှာ ှာဆိုလို့ရှိရင်လည်းပေါ့နော်အဲ့လိုမျိုးကိုကိုနဲ့ပွဲတော်ပွဲအာရုံရောက်ပြီးတော့မှကခုံနေကြတဲ့သူတွေပေါ့နော်ဒီလိုမျိုးတွေဆိုလို့ရှိရင်လည်းဒါဖြစ်နိုင်ပါတယ်အဲ့တော့လူမျိုးမျိုးကတော့ဖြစ်နိုင်တာရှိပါတယ်အဲ့ဒီအချိန်မှာဆိုရင်တော့ဒါတောက်ဆက်တွဲအနေနဲ့ဒါကျွန်တော်တို့ဆိုးဝါးနဲ့အထိဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ပထမအဆုံးအနေနဲ့ကတော့သူ့ဆိုလို့ရှိရင်အရင်ဆုံးဒါမှရှေးဥတုနာပြုတ်သဘောမျိုးပေါ့နော်စပြီးတော့မှကျွန်တော်တို့မြန်မြန်လေးပဲသူ့ကို treatment ပေါ့နော်ကုသမှုအဆိုပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုပဲဖြစ်လာပြီးခေါင်းကြီးလည်းအရန်ကြိုက်တယ် very tiredness ပေါ့နော်အရန်ပင်ပန်းသွားတဲ့နှုန်းဖြစ် တယ်ဆိုရှင်ခန္ဓာကိုယ်ကလည်း temperature တွေအရန်တက်လာပြီဆိုတော့သူ့အရင်ဆုံးကျမတို့ရေနဲ့သာနောင်ချလိုက်တာလို့နော်အဲ့တော့ဖြစ်နိုင်တယ်ဆိုရှင်တော့ဟောပေါ်ရေအီးအီးလေးနဲ့ပေါ့နော်ရေခဲကြီးရနိုင်တယ်ဆိုလို့ရှင်လည်းရေခဲကြီးနဲ့အရင်ဆုံးသူ့ကိုဆိုရှင်နောင်ချပြရမယ်နောက်ဆုံးပေါ့တော့ရေကန်ထဲမှာပေါ့နော်အတွင်းကိုလည်းဒီအရိတ်ထဲကိုပဲအရင်ဆုံးခေါ်လာပြီးတဲ့အခါကျအရိတ်ထဲကိုခေါ်လာပြီးတာနဲ့ကျမတို့ရေလောင်းပြီးဒါမှမဟုတ်လည်းရေချိုးကန်ထဲမှာပေါ့နော်သူ့ရေနဲ့တခါတည်းစိန်ထားပြီးလို့ရှင်ကျမတို့ဂျိုင်းနေတို့ပေါင်ချန်နေတို့အဲ့ဒီမှာဆိုရေခဲထုတ်လေးနေနဲ့ကပ်ပေးထားတာမျိုးပေါ့နော်အရင်ဆုံး ကျမတို့အဲ့ဒါဒီလုတ်ပြီးလိုက်တယ်ဆိုဒါ temperature ကိုကျမတို့ဒီ body temperature အမြန်ဆုံး ကြအောင်ပေါ့နော်အဲ့လိုတွေလှုပ်ထားပြီးမယ်ပြီးရခါကျလို့ရှင်ကျွန်တော်တို့ဓာတ်ဆားရည်အမြန်ဆုံးတိုက်ပြေပေါ့နော်အဲ့တော့ကျွန်တော်တို့ဓာတ်ဆားရည်ဆိုရှင်လည်းတိုက်ပြေးလိုက်မယ်ဆိုရင်ဒါအမြန်ဆုံးနှုံးနဲ့တော့ဒါတက်သားသွားမယ်အဲ့လိုတွေလောက်တက်သွားလို့ကန္နာကိုရဲ့ temperature ဆိုရှင်ချသွားပြီဆိုလို့ရှင်တော့ဥပမာ100နဲ့103လောက်ထိကျသွားပြီဆိုလို့ရှင်တော့ဒါကျွန်တော်တို့ဆီးရုံခေါ်သွားမယ်နိဆက်ရဆီးကိုခေါ်ပြီးတော့မှကျွန်တော်တို့ဆက်ပြီးတော့မှပေါ့နော်သူ့ရဲ့ pressure တွေကျွန်တော်တို့ပြုလုပ်ရမယ်နောက်ပြီးတော့မှသူ့ရဲ့ heart rate တွေကျွန်တော်တို့ကြည့်ရမယ်နောက်ပြီးတော့မှသူ့ရဲ့တက်ရှင်လုံးတွေနောက်ပြီးတော့မှအုံနောက်မှာဘယ်လောက်ထိတုံ့ပြန်နိုင်တယ်လဲရှင် ိတာတွေနောက်တော့သူရဲ့ conscious level တွေပေါ့နော်သူတတိဘလောက်ထိလစ်တယ်လဲဘလောက်ထိမေ့သွားနိုင်တယ်လဲဆိုတဲ့ဟာတွေကြည့်ပြီးတော့မှဒါကျမတို့ကဆေးရုံမှာတော့ဆက်ပြီးတော့မှဒါဆိုတော့ hospital management ပေါ့နော်ဒါဆက်ပြီးတော့မှပြုလုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ပထမအဦးဆုံးမှာတော့သူတို့ဆိုရေခဲရင်နဲ့ချိုးပေးဖို့ကတော့ကျမတို့ရဲ့ဒါရှေးဥတုနာပြုအနေနဲ့ပေါ့နော်ဒီလိုမျိုးလေးပြုလုပ်ပေးပါပြီးရခါကျလို့ရှိရင်ဓာတ်စာရေတော့အနည်းဆုံး1လီတာ2လီတာလောက်တော့တိုက်ထားပါဆိုတာလေးတော့ကျမ champion လေးတော့ပြောပြလိုက်ချင်ပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့ကျမတို့ဒီလိုရာသီအတွင်းမှာ ပေါ့နော် heat stroke ရနိုင်တဲ့သူတွေအတွက်ကျမတို့တွေကဒါအမြန်ဆုံးနှုန်းနဲ့ကုသနည်းကျမပြောပြပြီးသွားတာဖြစ်ပါတယ်အားလုံးလည်းဒီနေရာဒီအတွက်မှာဆိုလို့ရှိရင်ဆင်ခြင်ကြပါအဲ့တော့အပြင်ကိုထွက်ကြမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးကတော့ကျမတို့အုတ်ထုတ်တို့နော်နောက်ပြီးတော့မှ tea လို့နောက်ပြီးတော့ကကျတော့နေကမျက်မှန်းတို့နော်နောက်ပြီးတော့မှအင်ဂျီဝတ်တဲ့အခါမှာဆိုတဲ့ကျမတို့လက်ရှိဝတ်တာမျိုးတို့နောက်ပွားတဲ့အင်ဂျီပေါ့နော်ချီထဲအင်ဂျီမျိုးဝတ်တာမျိုးပေါ့နော်ဒီလိုမျိုးလေးတွေလည်းလုပ်သွားမယ်ဆိုလို့ရှိရင်နော်ကျမတို့ဒီ heat stroke ဖြစ်တဲ့အဲပေါ့နော်ညစာအန်ဒီရကနေပြီးတော့မှ ကာကွယ်ပြီးသားဖြစ်သွားမှာလို့ကျွန်မပြောပြလိုက်ချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်